င်္ဂလာပါရှင်ရန်ကုန်ခေတ်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ဖားပေါ်မြို့နယ်ကခလာရ16တရင်နဲ့ဆလနဲ့ပစ္စည်းတရင်ဆက်ဆနာ642တို့ကို KNL နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပလိုက်ပြီးလက်နက်ခရဲအမြောက်များကို သိမ်းဆည်းရရှိပါတယ်ဝဲချင်းမှာတခုလဲကြန့်ရှိနေတဲ့စိန်လုံးတောင် viewers scan ကို KIN ကတိုက်ခိုက်နေပြီးအဲဒီစကန်အနီးကကာကင်းစကန်3ခုကိုသိမ်းပတ်ရရှိတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကရင်ပြည်နယ် KNU တပ်မဟာ9နေမြေဖာပုံမြို့နယ်ကခလရ16တရင်နဲ့စစ်လက်နယ်ပစ္စည်းတရင်ဆဆနာ642တို့ကို KNL နဲ့ PDF ပူးပေါင်းတပ်တွေကတက်ခတ်သိမ်းပတ်ရရှိထားလို့တော်လန်းသတင်းမြစ်ကပြပြပါရယ်မလ29ရက်နေ့မှာခလရ16နဲ့ဆဆနာ642တရင်တို့ကိုတက်ခတ်သိမ်းပတ်ရရှိခဲ့တာဖြစ်ပြီးစစ်လက်နယ်ပစ္စည်းအများအများကိုသိမ်းဆည်းရရှိခဲ့လို့လည်းတော်လန်းသတင်းမြစ်ကပြပြပါရယ်မကြာမီသတင်းတွေကို တရားဝင်ထုတ်ပြန်သွားဖို့ရှိတယ်လို့လည်းပြောပြပါဗျ။ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမလ19ရက်နေ့ကနေစတင်ကအကြမ်းဖက်စစ်တပ်ရဲ့စပခတရတခလက်အောက်ကတရင်စခန်းတွေတရှိနေတယ်။မက်တရိုးဝင်းအောင်ဒဂွန်တိုင်နဲ့ဝေစာဆတဲ့ကုလူဆက်တွေလမ်းတွေအလုံးကိုပိတ်ဆို့ဖျက်တောက်လိုက်တာလည်းဖြစ်ပါတယ်။မလ28ရက်နေ့မှာတော့ဖာပေါ်မြို့ကို KNLA PDF အပါအဝင် တော်လဲမဟာမိတ်တပ်တွေကသိမ်းပိုက်ထိန်းချုပ်လိုက်တာဖြစ်ပြီးမြို့ထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုံးဝမရှိတော့ဘူးလို့လည်းသိရပါတယ်ရှင်။တစက်ထဲတင်ဆက်ပေးခြင်းတဲ့တင်တဲ့ပုတ်ကတော့ကရင်ပြည်နယ် KNU တပ်မ6နယ်မြေ၄ကုတ်ကောင်ကစစ်တပ်ရဲ့ရေကန်ကုန်းစကန်ကို KNL ဥဆောင်တဲ့တော်လဲတပ်တွေကမနေ့ကမနေ့ပိုင်းမှာတပ်သိမ်းလိုက်ပါတယ်။အဲဒီရေကန်ကုန်းစကန်ကိုလွန်ခဲ့တဲ့တစ်ပတ်လောက်တည်းကတော်လဲတပ်တွေကဝိုင်းထားတာဖြစ်ပြီး sniper 0.5 ဒရုန်းတွေနဲ့မယမနာထိုးစစ်ဆင်ခဲ့တာဖြစ်တယ်လို့လည်းရှေ့တန်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်။အဲဒီနောက်မှာတော့တော်လင်းတွေကတက်ရောက်သိမ့်ပိုက်ရံမှာတော့စစ်သားအများစုဟာထွက်ပြေးသွားကြတာဖြစ်ပြီးစခန်းတွင်ကနေ ဗိုလ်မှူးတူအလောင်းပါဝင်စစ်သားမသားအလောင်းချို့နဲ့ခရမ်းချို့ကိုတင်ဆက်ရရှိခဲ့လို့လည်းသိရှိရပါတယ်။လေးကောမြို့ကိုအဓိကကာကွယ်ထားတဲ့စစ်တပ်စခန်းဖြစ်တဲ့အတွက်လေးကောမြို့ကိုပါတော်လန်တပ်တွေကထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့လည်းရှေ့တန်းသတင်းမြစ်ကပြောပြပါတယ်။လက်ရှိမှာ KNL ဦးဆောင်တဲ့တော်လန်တပ်တွေကလေးကောမြို့ရဲ့အထိနေမြေပြန်လဲစိုးမိုးထားနိုင်ပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ရန်ကုန်ကသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ရန်ကုန်မြို့ဒဂုံမြို့တိမြောက်ပိုင်းမြို့နယ်30ရက်ွယ်အုပ်ချုပ်ရေးမှူးကြည်ထွန်းတဲ့ဇနီးဖြစ်သူတို့ပြစ်ကတ်ခံရပြီးကြည်ထွန်းဟာပွဲချင်းပြီးသေဆုံးသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။မတ်လ31ရက်နေ့နေ့လယ်လောက်မှာအုပ်ချုပ်ရေးမှူးကြည်ထွန်းတို့လင်မယားဟာဘိုးစွန်ဘက်လမ်းကရက်ွယ်အုပ်ချုပ်ရေးမှူးရုံကိုဘေးတွဲဆိုင်ကယ်နဲ့ထွက်လာခြင်းတွင် အမည်မသိတနတ်သမားတွေကပြစ်ကတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။ အဲ့လိုပြစ်ခတ်မှုကြောင့်ကြည်တွင်းရဲ့ဥကောင်းနှစ်ဖူးရင်းညွန့်တို့မှာတနက်၅ကြဲထစ်မှန်ကတည်ဆုံသွားတာလည်းဖြစ်ပါတယ်။သူရဲ့အမျိုးသမီးဖြစ်သူဆန္နာအေးကတော့ကျောကုန်းကိုတနက်ကြီးနှစ်ချက်ထိမှန်ကဒဏ်ရာအခြေအနေအရဆွရင်ရရလို့လည်းသိရှိရပါတယ်။တည်ဆုံသွားတဲ့အုတ်ချုပ်ရည်မှုကြည်တွင်းရဲ့အလောင်းနဲ့ဆန္နာအေးတို့ကိုအမှတ်တိမင်္ဂလာတော်စစ်ဆေးရုံကိုပို့ဆောင်ထားရလို့လည်းသိရှိရပါတယ်ရှင်။ မန္တလေးအတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတန်ပြော်ဝင်မှုနယ်ဒုရုကုံကျေးရွာမှာစစ်မှုထမ်းစင့်ခုံနယ်စစ်သားစုဆောင်ရေးလုပ်ကိုင်နေသူအုပ်ချုပ်ရေးမှုစိုးတင်နေ။ဘကိုတန်ပေါင်းတယ်ကပြူစောတိနိုင်ကြီးတို့ပြစ်ခတ်ခံရပြီးတေဆုံးသွားတယ်လို့ဒေသခံတော်လိုင်းတင်းမြင့်နဲ့ပြည်သူတွေကပြောပြပါရစေ။မလ30ရက်နေ့မှာပြော်ဝင်မှုနယ်ဒုရုကုံကျေးရွာကအုပ်ချုပ်ရေးမှုဖြစ်တဲ့စိုးတင်ဟာစစ်မှုထမ်းစင့်ခုံရေးလုပ်ဆောင်နေခြင်းအတွင်းတနက်နယ်9ကျပ်ပြစ်ခတ်ခံရက သေဆုံးသွားရတာလည်းဖြစ်ပါတယ်။အလားတူဘကိုးတိုင်းပြည်ခရိုင်ပေါန်းတယ်မြို့နယ်တစ်ပုတ်အုပ်စုတစ်ပုတ်ရွာမှာနေထိုင်တဲ့အကျန်းဖက်စစ်ကောင်စီရဲ့တောက်တိုင်ဖြစ်တဲ့ပြူစောတီနန်ကြီးရာခြေတဲ့ရွာကနေတစ်ပုတ်ရွာကိုလှဲနယ်ပြန်လာစဉ်တွင်ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363ပြပဒီအက်တရင်တက်ခွဲတစ်နဲ့တက်ခွဲ9တို့ကိုတနက်နဲ့ပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီးသေဆုံးသွားတယ်လို့လည်းသိရှိရပါတယ်။ပြူစောတီနန်ကြီးရာအကျန်းဖက်စစ်ကောင်စီကိုလမ်းပြတာ တော်လင်းတပ်ဖွဲ့တွေရဲ့မိသားစုဝင်တွေကိုနေထိုင်မရအောင်စစ်တပ်စီကိုတရင်ပေးတာဖမ်းဆီးတာတွေကိုလုဆောင်နေတဲ့အပြင်ကျေးရွာလူငယ်တွေကိုလည်းအတင်းအဓမ္မစစ်သားစုဆောင်တာတွေကိုပြုလုပ်နေသူဖြစ်တယ်လို့တော်လင်းတပ်ဖွဲ့တွေကပြောပါရရှင်။ ကချင်ပြည်နယ်တိုင်းတပောက်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်မိုးမော့မြို့နယ်ဗမော်လွယ်ကျေလန်းလွယ်ကျေမြို့အနီးကတခုတည်းကြန့်ရှိနေတဲ့စိန်လုံးတောင်ဗျူဟာစစ်တပ်စကန်ကို KI ကစတင်တိုက်ခိုက်နေပြီးအဲ့ဒီစကန်ကြီးကကာကင်းစကန်၃ခုကိုသိမ်းပိုက်တိုက်ခိုက်ရရှိထားပြီဖြစ်တယ်လို့ KI သတင်းရင်းမြစ်ကပြောပြပါရယ်။မလ29ရက်နေ့ကနေစတင်ကစိန်လုံးတောင်စကန်ကို KI ဦးဆောင်တဲ့မဟာမိတ်တပ်တွေကတိုက်ခိုက်နေတာဖြစ်ပြီး သူကုန်းတော်လွေရင်တော်တရုတ်ဝန်တောင်တို့မှာရှိရဲစစ်တပ်ကာကင်စကန်၃ခုကိုလည်းတင်ပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်။မလ9ရက်နေ့ကနေစတင်နေ KR ရဲ့စစ်စင်ရေးရာလက်ရှိ23ရက်တာကာလအတွင်းကချင်ပြည်နယ်အတွင်းကစစ်ကောင်စီရဲ့စကန်90ကျော်ကိုတိုက်ခတ်တင်ပတ်ရရှိထားပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်မေအောင်လာရဲ့တားဖြစ်သူအောင်ပြည့်စုံပိုင်ဆိုင်တဲ့ Scan One Construction Company တာဝန်ခံရဲ့ကားဘုံခွဲခံရပြီးတဲ့နောက်မှာ တောင်းကလာပါ transporter ဘာကဝန်ထမ်းတွေကဒေါက်တာတွေကိုကန်ဆောင်ပြီးအငွားရင်မောင်းတွေကိုစစ်ဆေးရိုက်နှက်မှုဖြစ်ပွားခဲ့လို့ဒေသခံပြည်သူတွေကပြပြပါရယ်မလ30ရက်နေ့ညပိုင်းအချိန်မှာရန်ကုန်မြို့နယ်ဘောက်တော်ဘူတရုံလမ်းကတရက်ပါအနီးမှာ Skyway Construction ကုမ္ပဏီတာဝန်ခံနေစုံမြင့်ကားပေါ်အတက်မှာအဝေးထိန်းမှန်းကိုအသုံးပြုပြီးဖောက်ခွဲတက်ခတ်ခံခဲ့ရတာလည်းဖြစ်ပါရယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာတောင်းကလာပါမြို့နယ် transporter ဘာကဝန်ထမ်းတွေကဝေဇန်နီယာလမ်းပေါ်ကိုတက်ကတက် ီရင်မောင်းတွေကိုစစ်ဆေးတာနဲ့ရန်နတ်တာတွေကိုကျွလွန်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မွန်ပြည်နယ်ကြံမျိုးတွေနဲ့ဓမ္မသက်ရွာကိုအကျန်းဖက်စစ်တပ်အားလေကြောင်းကနေမီးတောင်ပုံးတွေကျချပြီးရေဓာတ်ကလက်လက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်နေအိမ်300ကျော်မီးလောင်ပြကျသွားခဲ့ရပြီးပြည်သူ6000ကျော်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေနဲ့စစ်ရေးသတင်းမြစ်ကပြပြပါရယ်မလ29ရက်နေ့ဖက်စစ်စန့်ကျင်နေမှာအကျန်းဖက်စစ်တပ်အားဓမ္မသက်ရွာကိုလေကြောင်းကနေမီးလောင်ပုံးတွေကျချပြီးရေဓာတ်ကလက်လက်ကြီးတွေနဲ့ပြစ်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အကျန်းဖက်စစ် က်ကအဲ့လိုပြစ်ခတ်ချိန်မှာကျေးရွာတွင်တော်လှန်တပ်ဖွဲ့တွေတပ်ဆွဲထားတာမျိုးမရှိဘူးလို့မွန်ပြည်ဖက်ဒရယ်ကောင်စီကပြောပြပါဗျ။စစ်တပ်ကအဲ့လိုလှုပ်ဆောင်တာဟာမွန်ကရင်နဲ့ပြည်သူတော်လှန်အဖွဲ့အစည်းတွေဘောကိုလက်တုံပြန်တဲ့အနေနဲ့ရွာသူရွာသားတွေဘောကိုရွေချက်ရှိရှိနဲ့ပြစ်ခတ်ဖျက်ဆီးတာဖြစ်တယ်လို့လည်းမွန်ပြည်ဖက်ဒရယ်ကောင်စီကသတင်းထုတ်ပြန်ထားပါဗျ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမွန်ပြည်သူပါတီအာဏာရှင်တပ်ဖြဲ့ကမွန်လူမျိုးနယ်ဒေသတွေနေထိုင်ကြတဲ့ပြည်သူတွေကိုအကာအကွယ်ပေးနိုင်တဲ့မွန်လူမျိုးတွေရဲ့ကံကြမ္မာကိုမွန်လူမျိုးတွေဖန်တီးနိုင်ရေးအတွက်အစိုးရတိုက်ပွဲဝင်သွားမယ်လို့လည်းတည်င်းထုတ်ပြန်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ညံကောင်ခက်တဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်။ကျမမြပါ။